ဟောင်ကောင်ကတာအပီစေယုံမှာပုံမှန်ရက်တရက်ပဲဖြစ်ပါလိမ့်အဲ့ဒီအချိန်မှာတော့ဘယ်သူပဲဝါမမသိတဲ့လူတယောက်ကသူတို့ရဲ့စနစ်အထက်ကိုဖောက်ထွင်းဝင်ရောက်တွားခဲ့ပါလိမ့်ရေအေးပိဆက်ကြီးကရုတ်တရက်ပိတ်သွားခဲ့ပြီးတော့မကြခင်မှာပဲအပူချိန်တွေတက်လာတဲ့အတွက်ဘုံပေါက်ကွဲတွားခဲ့ပါလိမ့်အလုတ်တမယာနဲ့ရှိတိတ်ဆုံးတာဒါမှမဟုတ်ပြင်းထန်စွာဒဏ်ရာရသွားကြတယ်လို့30ကီလိုမီတာအရှင်းဝန်းကျင်ကလူရဲ့အလုံးကိုလည်းဘေးလို့ရစီရွှေ့ပြောင်းပေးလိုက်ရပါသည်။တစ်ချိန်တည်းမှာပဲအမေရိကန်ပြည်ထောင်စုကအကျဉ်းထောင်တစ်ခုအထက်မှဆိုရင် ကွန်ပျူတာဟက်ကာဖြစ်တဲ့ NIP ကိုလက်ထိတ်ခတ်ပြီးတော့သူ့ရဲ့အခန်းထဲကနေခေါ်ထုတ်သွားပါရင်ရဲဝေကသူ့ရဲ့ပစ္စည်းတွေကြားထဲမှာဝှက်ထားတဲ့ကြိယာတစ်ခုကိုတွေ့သွားခဲ့ပြီး NIP ရဲ့တိုက်ခန်းမှာရှိတဲ့ရာစုအသားဝေအလုံးမကြသိခင်ကသူ့ရဲ့အကောင့်တွေကိုငွေဝေဝင်လာတာအားတွေ့လျက်ရပါရင်ဒါကြောင့်သူတို့က NIP လောက်တာလို့ထင်နေကြတာပါ NIP ဟာချက်ချင်းပဲငင်းလိုက်တာကြောင့်သူကိုတကူတော့အချုပ်ခန့်နဲ့ထိလိုက်ကြပါရင်အဲ့ဒီမှာဆိုရင်သူကအလုံရှုံနေအောင်လေ့ကျင့်ခန်းနေလုံနေခဲ့ပါရင်တရုတ်ပြည်မှာဆိုတော့ဗိုလ်ကြီးတော်ဝီကအစိုးရကို ဒါအပြင်စေယုံကို remote asset to RAT လို့ခေါ်တဲ့အဝေးကနေထိန်းချုပ်တဲ့ကြိယာတစ်ခုကိုအသုံးပြုပြီးဖောက်ထွင်းခံလိုက်ရတာပါလို့ရှင်းပြပါရည်ဒါကစေယုံရဲ့စနစ်တွေဟာအရန်ကိုဟောင်းနေပြီးတော့လုံခြုံရေးအားနည်းတဲ့အတွက်ဖြစ်နိုင်ပါရည်အမေရိကန်မှာရှိတဲ့ design to တပေါင်းဖို့တွေကလည်းတစ်ချိန်တည်းမှာပဲတိုက်ခိုက်ခံရတဲ့ဆိုတာကိုသိလိုက်ရပါရည်ဒါဝေကဟာကာကိုဖမ်းနိုင်မယ်လို့ထင်နေခဲ့ပေမဲ့သူ့အနေနဲ့ခြေရာခံဖို့အတွက်စေယုံရဲ့ကွန်ပျူတာဝေကိုဝင်ခွင့်ရဖို့လိုအပ်နေခဲ့ပါရည် ဝန်နေဆရာကဒါဘီစေယုံဟာအခုထိအရန်ကိုပူနေတော့ဖြစ်လို့ဝင်ဖို့မဖြစ်နိုင်တေးပါဘူး။ဒါကြောင့်ဒါဝေးအနေနဲ့အေးခံဖို့စောင့်ရမှာပါ။ဒါဝေးက FBI ကိုအကူအညီတောင်းပြီးတော့အေဂျင့်ကာရိုကသူ့ရဲ့အထက်အရာရှိကိုတရုတ်နယ်ပူပေါင်းလုံဆောင်တာကကောင်းတဲ့အကြမ်းလို့ရှင်းပြစီယုံရပါရင်းနောက်ဆုံးမှာတော့ဒါဝေးဟာအမေရိကန်စေယုံကိုတိုက်ခိုက်ခဲ့တဲ့ဟာကာရဲ့ကိုကိုရသွားခဲ့ပေမဲ့အဲ့ဒါကိုဖွင့်နိုင်ဖို့အတွက်သူစီမှာဘဟုတုတမရှိသေးပါဘူး။ဒါကြောင့်သူကကိုရဲအင်ဂျင်နီယာဖြစ်တဲ့ ူရဲ့ညီမဖြစ်သူလီယမ်ကိုအကူအညီတောင်းဖို့ဆုံးဖြတ်ပါရီအဲ့ဒီညနေမှာရှီကာကိုကကွန်တော်ရေးဌာနချုပ်ကလည်းဟက်ကာရဲ့ပြစ်မှတ်ထားခံရပြီးတော့ကဏ္ဍတွေအလုံးကအမယုံနဲ့လောက်အောင်အချိန်နဲ့တက်လာခဲ့ပါရီနောက်တနေ့မှာတော့ FBI ကဒီအမှုကိုလေ့လာသုံးတပ်ဖို့အတွက်အစည်းအဝေးတစ်ခုလုပ်ပါရီကိုကိုကြည့်ပြီးရတော့သူတို့က RAT ကိုလူနှစ်ယောက်ရေးထားတာလို့ကောက်ချက်ချပါရီဒါဝေကအဲ့ဒီအစည်းအဝေးခန်းစာကိုတိတ်ပြီးတဘောမကြပါဘူးဘာကြောင့်လဲဆိုတော့ဒါဟာအရန်ကိုအခြေခံကြလွန်းလို့ပါဒါကြောင့်သူကကာရိုကိုနှစ်ပါအကူအညီတောင်းခံခဲ့ပါရီ နေပစီမှာသူ့ရဲ့ဟာကင်ဆွမ်းရည်နဲ့ဘန်ဒီကိုလူရက်ခဲ့တဲ့တမိုင်းအတော်များပါရင်ကာရိုကရော့ဒါဟာကြောက်ဖို့ကောင်းတဲ့အကြံလို့ထင်နေခဲ့တာကြောင့်ဒါဝေမှာတခြားရွေးရှင်စရာမရှိတော့ဘဲလိုအပ်ချက်တစ်ခုကိုဖွင့်ပြလိုက်ပါရင် RAT ကုတ်ရဲ့တဝက်ကိုသူကကောလိတ်တက်နေတုံပြောင်းရွှော့အနေနဲ့ရေးခဲ့တာဖြစ်ပြီးတော့ကြံတဝက်ကိုနစ်ကရေးခဲ့တဲ့အကြောင်းပြောလိုက်ပါရင်ဟကဟာသူတို့ရဲ့ကိုကိုခိုးယူပြီးတော့တိုက်ခိုက်မှုတွေလှုပ်ဖို့အတွက်ပြင်ဆင်ထားပုံရပါသည်သူတို့အနေနဲ့အဲ့ဒီလူကိုဖမ်းရှင်နေဆိုရင်ကိုကိုတကယ်နားလည်တဲ့လူလိုအပ်မှာပါ အဲ့ဒီချိန် FBI အေဂျင့်တယောက်ကအချင်းထောင်ထဲမှာရှိတဲ့ NIPC ကိုတွားပြီးတော့ဒီအမှုမှာကုညီပေးမယ်ဆိုရင်သူ့ကိုလွတ်ပေးမယ်လို့ကန်လန်မာရီဒါပေမဲ့ NIP ကစွဲစတန်းကိုဖတ်ကြည့်လိုက်တော့ရက်တပတ်အနေငယ်ပဲလွတ်ပြီးမှကိုတတိထားမိသွားခဲ့ပါရင်ဒါကြောင့်သူကလက်မမထိုးပါဘူးအဲ့ဒီအစားသူဟာအပေးယူအသစ်တစ်ခုကိုကန်လန်မာရီသူသားဟက်ကာကိုဖမ်းမိမယ်ဆိုရင်သူ့ရဲ့ပြစ်ဒဏ်ကရက်သွားရမှာပါမဖမ်းမိဘူးဆိုတော့သူ့ကိုထောင်ထဲပြန်ပို့လို့ရပါရင် FBI ကအရန်ကိုအရေးပေါ်ဖြစ်နေတာကြောင့်သူ့ရဲ့ကန်လန်ချက်ကိုလက်ခံလိုက်ကြပါရင် ဒါဝေကနှစ်ကိုလာခေါ်ပြီးတော့ຫນွေထွေးစွာပြန်လဲတွေးဆောင်ခဲ့ကြပါရင်တို့လျင်ပေါ်မှာရှိနေတော့ဒါဝေဟာပြင်ဆင်ထားတဲ့ကိုကိုနှစ်ပါပြတာပါရင်ကာရိုးကလည်းသူ့ကိုစူပါရင်ဘာကြောင့်လဲဆိုတော့အပေးယူရဲ့တစိုက်တစ်ပိုင်းအနေနဲ့နှစ်ကို FBI ရဲ့စောင့်ကြည့်မှုအောက်မှာပဲကွန်ပျူတာသုံးခွင့်ပေးဖို့တဘောတူထားလို့ပါခဏကြာမှနှစ်ကိုလုံရွှေအကောင်းဆုံးဖြစ်တဲ့ကုန်တော်ရေးဌာနချုပ်ရဲ့ကွန်ပျူတာစနစ်တွေကိုကြီးခွင့်ပေးလိုက်ပါရင်ဗိုင်းရပ်တစ်ခုထည့်သွင်းဖို့အတွက်တစ်ခုတည်းတော့နီလန်က လူကိုယ်တိုင်သွားထဲမှရမှာပါဒါပေမဲ့အဲ့ဒါကိုဝင်ခွင့်ရတာဟာတထေးတယောက်တည်းပဲဖြစ်ပါရင်တထေးရဲ့လက်ဝေးထဲမှာဝင်လို့ရတာပါနေကစနစ်ထဲမှာရှိတဲ့အချက်လက်တွေကိုကြည့်ပြီးတော့တေးရောက်ကတော့တထေးရဲ့ USB drive အထဲမှာကုတ်တချို့ကိုဝတ်ထားတယ်လို့တွေ့လျက်ရပါရင်ဖြစ်နိုင်တဲ့တန်တရားရှိသူတွေကိုစဉ်းစားနေတော့မှာပဲတထေးကဒိုစာနိုးဆွဲလူတယောက်ကိုတတိယသွားခဲ့ပါရင်အဲ့ဒီလူဟာသူတို့စီမှာတလပဲအလုံးလုံးပြီးတော့ထူးဆန်းစွာနဲ့ပျောက်သွားခဲ့တာပါနောက်ပိုင်းနေ့နဲ့ သူရဲ့ညီအမဝီကကိုကိုလေးလာကြည့်တော့မပီးသေးတဲ့ line တွေကိုတတိထားမိသွားခင်ပါရင်သူတို့ကဟာကဟာငွေအမြန်လိုနေတဲ့အတွက်သူ့ရဲ့ account ထဲကိုငွေဖြည့်ဖို့ပဲဈေးကွက်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုဆိုတော့သူဟာကိုကိုအပီးတတ်ဖို့အတွက်အချိန်ရသွားပြီလို့ကောက်ချက်ချလိုက်ပါရင်ဒါကသူဟာဒီထက်ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုစီစဉ်နေတယ်ဆိုရင်အတိတ်ပဲပါတစ်ချိန်တည်းမှာပဲ FBI ကလုံခြုံရေးကင်မရာဝင်မှာလိုဆာနိုကိုတွေ့သွားခဲ့ပြီးတော့ သူရဲ့တတ်သူေကိုကြည့်ပြီးသူဟာဂိုင်းတစ်ခုရဖွဲ့ဝင်ဖြစ်ကအလုံးရဖို့အတွက်သူရဲ့နာမည်ဝက်ကိုအသုံးပြုခဲ့တယ်လို့သိလျာပါတယ်။သူကိုသွားသွေးဖို့အတွက်အေဂျင်အများကြီးဆေလွတ်လိုက်မယ်ဆိုရင်တန်တရာဖြစ်စရာကောင်းတာကြောင့်နစ်နဲ့လီယမ်တို့ကစကားပြောဖို့စေတနာဝန်ထမ်းအဖြစ်လုပ်မယ်လို့ပြောပါရီး။ဒါပေမဲ့နစ်ကိုထွက်မပြေးအောင်ခြေချင်းဝတ်မှာခြေရခံကုရိယာတတ်ပြီးလိုက်ပါရီး။နစ်နဲ့လီယမ်တို့ဒိုဆာနိုရဲ့တိုက်ခန်းအထဲကိုဝင်သွားခဲ့ပေမဲ့စီထွာစိုက်ထားလျက်နဲ့တည်နေတာကိုတွေ့လျာပါရီး။နစ်နဲ့လီယမ်တို့ဟာလိုဆာနိုရဲ့ကွန်ပျူတာဝေကိုစစ်ဆေးကြည့်လိုက်တော့ သူ့ရဲ့အချက်လက်အလုံးကိုကုတ်ဝဲထားပြီး IP လိပ်စာမပါဘဲနဲ့သူ့ကိုအမိမသိအောင်ဖန်တီးထားတဲ့အစွမ်းထက်တဲ့ကြိယာဝေကိုတွေ့လျောက်ပါရင်ဒါဝေကိုဟက်ကာကသူ့အတွက်တတ်ဆင်ပေးထားတာဖြစ်ရမှာပါတွေ့ဆုံဖို့တောင်းဆိုထားတဲ့လိုအပ် email တစ်ခုလည်းတွေ့ပြီးတော့ NIM ကအချိန်နဲ့နေရာကိုအတိပြုဖို့အတွက်ပြန်စာပို့လိုက်ပါရင် NIM ကိုစောင့်ကြည့်နေတဲ့ agent ကဘာဖြစ်သွားတာလဲဆိုတာကိုတည်င်းပို့ဖို့ကြိုးစားပေမဲ့ဖုန်းလိုက်မပြီးပါဘူး ဒါကြောင့်နေဖာသူ့ရဲ့ဖုန်းကိုယူပြီးပြင်လဲပါရီဒီအခွင့်အရေးကိုအသုံးပြုပြီးတော့သူ့ရဲ့ခြေချင်းဝတ်ခြေရာခံ app ကိုပြင်စင်ပါရီတစ်ချိန်တည်းမှာပဲကာရိုနဲ့ဒါဝီတို့ကကွန်တွေဌာနချုပ်ရဲ့တထေးကိုသူတို့ရဲ့တုံးဆွဲသူတွေရဲ့ file အလုံးကိုဝင်ခွင့်တောင်းခံခဲ့ပါရီပထမတော့သူကလိုဝက်ရှာပေါက်ကြားမှာဆိုလို့ငင်းပါရီဒါပေမဲ့ကာရိုကသူ့ဈေးကွက်ကအနောက်ဆွင့်တော့လုံခြုံမှုမရှိတော့ဘူးဆိုပြီးတည်င်းထောက်တွေကိုပြောပြမယ်လို့ချင်းချောက်လိုက်မှပဲသူလိုက်လျောခဲ့ပါရီသူတို့ file အလုံးကိုရပြီးတော့ဒါဝီနဲ့ကာရိုတို့ဟာ အယောင်စရင်ကိုကြည့်နေတော့အဟခံလဲရတာကိုခွင့်ကောင်းယူပြီးအချိန်ကြိုက်လှုပ်ထားတဲ့အကြီးစားအယောင်ဝဲတုံးခုကိုတွေ့သွားခဲ့ပါရင်အဲ့ဒါဝဲဟာဟောင်ကောင်ကဘန်အကောက်ဝင်နဲ့ဆက်ဆက်နေခဲ့တာပါညနေပိုင်းမှာဆိုရင်နစ်နဲ့လီယန်တို့ဟက်ကာကိုစောင့်ဖို့အတွက်ဇာတောက်ဆိုင်ဒီဇိုင်းကိုတွားကြပါရင်ဒါပေမဲ့သူရောက်မလာပါဘူးနစ်ကလုံရွှဲကင်မရာဝေကိုတတိထားမိပြီးတော့ကွန်ပျူတာကိုစစ်ဆေးဖို့အတွက်နောက်ဘေးအခန်းလေးကိုတိတ်တဆိတ်ဝင်သွားပါရင် ဟက်ကာဟာသူတို့ကိုကင်မရာဝေကနေအစကတည်းကစောင့်ကြည့်နေတာတွေ့လျောက်ပါရီကင်မရာဆော့ဝဲအထဲမှာရှိရအချက်လက်တွေကိုစစ်ဆေးနေတော့နိဖာဟက်ကာစီမယူကရိန်းက IP လိမ့်စာတခုရှိတာကိုတတိထားမိပြီးသူ့ကိုစာဖို့လဲပါရီဒါပေမဲ့ဆဲဆိုခံလျောက်ပါရီဒရာထွက်နေကြတဲ့နိဖကအဓိကအခန်းကိုပြန်လာခဲ့ပြီးတော့လီယမ်ကိုသူတို့ပြန်တင့်ပြီလို့ပြောပါရီ ဲ့ဒီအခါမှာလူမိုက်တဆူစားတောက်ဆိုင်တဲကိုဝင်လာခဲ့ပြီးတော့သူတို့ဘယ်တူဝေးလဲလို့မေးပါရင်းဘာစကားမှမပြောဘဲနဲ့နစ်ကပရီဘောကဝီအပါဝင်သူ့ရဲ့လက်ထဲမှာရောက်လာတဲ့ဘယ်အရာနဲ့မဆိုသူတို့ကိုစတင်တိုက်ခိုက်တော့ပါရင်းသူအဖွဲတဲကအများစုကိုလဲကြသွားလုံနိုင်ခဲ့ပြီးနောက်ဆုံးတစ်ယောက်ကဒါနဲ့သူ့စီကိုလာတဲ့ခါမှာတော့သူကပလင်းတလုံးကိုခွဲလဲပြန်လဲခုခံတိုက်ခိုက်ပါရင်အဲ့ဒီလူကိုအလွယ်တကူအနိုင်ရသွားခဲ့ပါရင်အဲ့ဒီနောက်နိဖာဒါဝိကိုဖုန်းဆက်ပြီးတော့အီးမေးလ်က1600တခုဖြစ်တဲ့အကြောင်းနဲ့ အခုဆိုရင်ဟာကာဟာသူတို့သူ့ကိုလိုက်နေမှန်သိသွားပြီလို့တတိပေးပါရင်ဒါဝေဟာမနေ့ဖြန်သူတို့ရဲ့ဘဏ်အကောင့်တွေကိုလိုက်ဖို့အတွက်တရုတ်ပြည်ကိုတွားမယ်လို့ကြေညာပါရင်ဒါကြောင့်နစ်နဲ့လီယန်တို့ဟာညဖက်ကိုပျော့ပါးနဲ့ကုံဆုံးစီခဲ့ပါရင်နောက်တနေ့မှာအဖွဲကပောက်ကွဲမှုကြောင့်ဒဏ်ရာရတဲ့လူတွေကိုကယ်ဆယ်နေစေဖြစ်တဲ့ဒါအာဘေးစေယုံကိုရောက်သွားကြပါရင်အစအုံကပူနေတော့ဖြစ်လို့သူတို့ဟာကွန်ပျူတာကိုဝင်သုံးဖို့အတွက်စောင့်ရအောင်ပါ နောက်တော့သူတို့ဘဏ်အကောင့်ပိုင်ရှင်တွေကိုခြေရခံမိထားတဲ့ဒေတာခန့်ရဲဝင်တဲ့တွေ့ပါရင်သူတို့ဟာကက်ပစာလို့လူတိများတဲ့ရာဆိုးအကောင့်တယောက်နဲ့ဆက်ဆက်နေတဲ့တာမန်လူမိုက်၃ယောက်ဖြစ်ပုံရပါရင်ဒါကြောင့်သူတို့ဟာဟက်ကာရဲ့ကြားခံလူတွေဖြစ်ရမှာပါရဲဝင်ကလည်းသူတို့ကိုစောင့်ကြည့်နေပေမဲ့တန်တရားဖြစ်စရာဘာလို့ရှာမှုမှမတွေ့ရပါဘူးဒါပေမဲ့ NIP ကသူတို့ရဲ့နေစဉ်သွာလာတဲ့လမ်းကြောင်းတွေကိုတစ်ချိန်တည်းမှာစစ်ဆေးကြည့်တော့တူညီတဲ့လိမ့်စာတစ်ခုကိုတွေ့လျက်ပါရင်ဒါဝင်နဲ့ NIP တို့အဲ့ဒီနေရာကိုတွားရောက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာလေဗနွန်လူကုန်ကူးသူတယောက်ကိုစောင့်ကြည့်နေခဲ့တဲ့ ရဲကားတစ်စီးကိုတွေ့ပါရင်သူတို့ကားရဲ့လုံရွှေမှတ်တမ်းတွေကိုစစ်ဆေးကြည့်လိုက်တော့အကောင့်ပိုင်ရှင်တွေဟာနေ့တိုင်းမနဲ့ဒီနေရာကိုလာပြီးတော့စာတူပဲပို့နေကြတာကိုတွေ့လျက်ပါရင်နေကဖုန်းတလုံးကိုကင်ပြီးတော့အဲ့ဒီနေရာကိုလိုက်ရှာနေတော့ထူချားတဲ့အချက်ပြမှုတစ်ခုကိုတွေ့ပြီးခြုံပုတ်ထဲကဝက်ထားတဲ့အတန်လွင့်ဆန့်တစ်ခုကိုတွေ့လျက်ပါရင်သူတို့အချက်ချင်းကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့အကောင့်ပိုင်ရှင်၃ယောက်ဟာ hacker စီကမဆေးဝေကိုယူဖို့အတွက်လမ်းလျှောက်သွားရုံပဲလိုအပ်ပြီးတော့ ဲ့ဒါဝင်ကိုဖြတ်လိုက်မယ်ဆိုရင်ဘာအထောက်ထားမှကြံမှာမဟုတ်ဘူးဆိုတော့အတိပြုလိုက်ပါရင်နောက်ပိုင်းမှာဆိုရင်အဖွဲ့ကအကောင့်၃ခုအထဲမှာရှိရဲ့ငွေဝေရွှေ့ပြောင်းသွားတော့ကိုတတိထားလိုက်မိပါရင်ဒါကဟကဟငွေထုတ်ပြီးသွားပြီဆိုရင်အတိတ်ပဲပါဒါဝီကလည်းနှစ်ကိုအကြောင်းကြားဖို့အတွက်အလင်းအမြန်သွားလိုက်ပြီးတော့သူကသူညီမနဲ့အတူရှိနေတာကိုတွေ့လျက်ပါရင်အဖွဲဟာကက်ပစာကိုလိုက်ဖို့အတွက်ရဟယင်နဲ့ထွက်သွားကြပါရင်ခရီးစဉ်အတွင်းမှာပဲဒါဝီဟာနှစ်ကိုလီယမ်နဲ့သူ့ရဲ့ဆက်စင်အပြန်လဲစဉ်းစားဖို့ပြောပါရင်ဘာကြောင့်လဲဆိုရင်သူထောင်ပြန်ကြနိုင်တဲ့အလားအလာရှိနေလို့ပါ တို့နေရာကိုရောက်သွားတဲ့အခါမှာအဖွဲ့ကစောင့်ကြည့်နေတဲ့ရဲအရာရှိဝေးအတက်ခံတရားတော်ကိုတွေ့လိုက်ရပါပြီသူတို့အဆောင်အထဲကိုအသိဝင်ပြီးတော့အခန်းတိုင်းကိုရှာပြီးခဲ့ပြီးမဲ့ကက်ဆာနဲ့သူရဲ့လူမိုက်ဝေးထွက်ပြီးသွားပုံရပါပြီကျမ်းပြင်မှာလိုအပ်အလန်းချောင်းတစ်ခုရှိတာကြောင့်အဖွဲ့ကလည်းဆက်လက်ရှာဝေဖို့အောက်ကိုဆင်းသွားခဲ့ပါပြီရုတ်တရက်ရဆွတ်တောင်းဤကအေဂျင့်တွေကိုစတင်ပြစ်ခတ်ပြီးတပ်ဖို့အတွက်ကြိုးစားပါပြီအေဂျင့်တွေကလည်းချက်ချင်းကိုပြန်လည်ပြစ်ခတ်ရပါပြီကက်ဆာဟာအဲ့ဒီမှာရှိနေခဲ့ပြီးတော့အေဂျင့်တယောက်ကိုဆွဲယူလျက်သူ့ကိုအကာအကွယ်လှုပ်ထားလိုက်ပါပြီ သူစီလာနေခဲ့တဲ့တခြားလူတွေကိုသူတစ်ချက်နှစ်ချက်ပြစ်လိုက်ပြီးမှဒါနဲ့ဒတ်စခန်းရဲ့လေဘင်းကိုထိုးပါရင်းကက်ဆာနဲ့သူ့ရဲ့လူတွေလိုင်းခေါင်ထဲကနေထွက်သွားပြရနဲ့အဲ့ဒါကိုဖောက်ခွဲဖို့ပြင်ဆင်ပါရင်းဒါပေမဲ့အဖွဲရဲ့ကျန်တဲ့ဘက်ကအပေါဝါမှာစောင့်နေပြီးသားဖြစ်လို့သူ့ကိုစတင်ပြစ်ခတ်တော့ပါရင်းလူမိုက်တွေကသူတို့ကိုပြန်ပြစ်နေတော့ကက်ဆာဟာဖောက်ခွဲပြစ်စည်းမှုကိုစတင်လိုက်တာကြောင့် လိုင်ခေါင်းကလည်းပြိုကျသွားခဲ့ပြီးအထဲမှာရှိတဲ့အေဂျင့်တွေအားလုံးတိတ်ဆုံးသွားခဲ့ပါပြီအကူအညီမရှိတဲ့အတွက်အပေါဝကဖွဲ့ကလည်းအင်အားမမျှတော့ပဲပြစ်ခတ်မှုအတွင်းအေဂျင့်တွေပို့ပြီးတော့အဆုံးရှုံးခဲ့ပါပြီသူတို့ကကွန်တိန်နာအနောက်မှာပုံနေဖို့ပဲရွေးရှည်စရာရှိတော့တာကြောင့်ရဆုတားဝေလေနဲ့ထွက်ပြေးဖို့အခွင့်အရေးရသွားခဲ့ပါပြီသူတို့ထွက်ခွာသွားတဲ့အချိန်မှာကက်ဆာကသူ့ရဲ့လူတယောက်တည်နေတာကိုတတိထားမိပြီးတော့ဒရာထွက်သွားခဲ့ပါပြီအဲ့ဒီညမှာကက်ဆာကွန်တိန်နီမော်ဂျီစင်အပေါ်မှာရှိတဲ့လူကုန်ကူးသူတွေစီကနေအထူးပါဆင်တစ်ခုကိုယူလိုက်ပြီးမှပြည်မကိုပြန်လာခဲ့ပါပြီ တချိန်ထဲမှာပဲဒါဝိကိုစေယုံအပူရှင်ကချက်ချင်းတီလောက်အမပူတော့လို့ဝင်လို့ရပြီဆိုပြီးအကြောင်းကြားပါရင်းဒါပေမဲ့အခုထိတော်တော်ပူနေတော့ဖြစ်လို့သူတို့ကဒါရုပိတာကာကွယ်ရေးဝတ်စုံတွေဝတ်ဆင်ရပြီးအလုပ်ကိုအမြန်ဆုံးလုပ်ရမှာပါသူတို့ကကွန်ပျူတာအခန်းထဲကိုဝင်သွားတဲ့အခါမှာလည်းအလောင်းတွေပပတ်လေးမှာရှိနေတာကိုတွေ့ရပါရင်းအေဂျင့်တယောက်အပူတန်ကြောင့်မူလဲတွားခဲ့တာကြောင့်နေဖာဒါဝိကိုသူ့အပြင်စီခေါ်ထုတ်တွားခိုင်းလိုက်ပြီးတော့သူကအလုပ်ကိုဆက်လုပ်မယ်လို့ပြောပါရင်း ူအရေးပေါ်တိတ္တကိုဖွင့်ပြီးတော့ပဇိန်တလက်ကိုယူကာစာပါဝေကိုခုတ်လိုက်တဲ့အခါမှာတော့တုံခါမှုရဲ့ကြောင့်မျက်နှာကျရဲ့အစိအပိုင်းတချို့ပြုတ်ကျလာခဲ့ပါရင်နစ်ကစာပါကိုဖွင့်ပြီး hard drive တစ်ခုကိုမရမရှင်းဆက်ပြီးလုံနေခဲ့ပါရင်ပြီးတော့နစ်နဲ့ဒါဝေတို့မူးနေခဲ့တဲ့အေဂျင့်ကိုအတူတူထမ်းထုတ်လာကြပါရင်အရေးပေါ်အဖွဲ့က dry ရအပူချိန်ကိုရှော့ရှာပြန်အောင်ကွန်ပျူတာနဲ့ချိတ်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ malware ရအပိုင်းဆိုင်ဝင်ကိုတွေ့ရပါတယ်။ဒါပေမဲ့ဘာအတုံးဝင်တဲ့အချက်လက်မှမရပဲနဲ့ပြက်စီးနေခဲ့ပါပြီ။ nip ကသူ့အဖမ်းခံရတော့ဖျက်ဖို့ကြိုးစားခဲ့တဲ့သူ့ရဲ့အချက်လက်တွေကိုအစိုးရကပြင်ရသွားတာတတိယသွားခဲ့ပြီး car ကလည်း Black Window လို့ခေါ်တဲ့ software တစ်ခုသူတို့စီမှာရှိတယ်လို့ဝန်ခံပါတယ်။သူမကသူ့ရဲ့အထက်အရာရှိကိုခွင့်ပြုချက်တောင်းပေမဲ့သူကတေးရောက်ဒါမှမဟုတ်ရာဆုကောင်ဟက်ကတယောက်ကိုငားရမ်းဖို့ငင်းဆန်ပါတယ်။ software မှာအဝေးကနေဝင်ရောက်နိုင်တဲ့စနစ်ပါတဲ့အတွက် NIP ကလည်းအဲ့ဒီအရာကိုဘလို့ပဲဖြစ်အသုံးပြုဖို့အစိုးရစနစ်ထဲကိုဖောက်ထဲဝင်ရောက်ရန်စေတနာဝန်ထမ်းလုပ်မယ်လို့ပြောပါတယ်။ကာရိုကအရင်အရေးပေါ်နေတာကြောင့်သဘောတူလိုက်ပြီးလီယာမပါတဲ့အဖွဲ့ဝင်အလို့ဟာအခန်းထဲကနေထွက်သွားကြပါတယ်။ ဲ့ဒါမှတကခုမှာတော့မယ်ဆိုရင်တို့မတိဘူးလို့ငင်းလို့ရမှာပါနေကကာရိုရဲ့အထက်ရရှိကိုစကဝက်ပြောင်းခိုင်းတဲ့အတုမင်းတစ်ခုပို့လိုက်ပြီးတော့သူ့ရဲ့မားဝဲကစကဝက်အစ်စ်ကိုရှာဝေတွစ်ရှိသွားတာကြောင့် Black Widow ကိုဝင်ရောက်နိုင်သွားခဲ့ပါပြီအဖွဲသားဝေကညဆာစားဖို့တွားလိုက်ကြပါပြီတေရောက်ကသူတို့ရဲ့နောက်နောက်ရောက်ခံလိုက်နေခဲ့ပြီးသူတို့ရဲ့ကားအောက်မှာတကခုထည့်ထားတာကတော့မတိလိုက်ကြပါဘူးဒီလိုနဲ့သူတို့ပြင်ရောက်လာတဲ့အချိန်မှာနစ်ကဟက်ကာရဲ့ IP လိပ်စာကိုရရှိထားပြီးသားပါသူရဲ့အိမ်သုံးဆာဗာကအင်ဒိုနီးရှားမှာရှိတာကိုတွေ့လျက်ပါပြီး ဒါပေမဲ့နေဖာဒါကိုမဖောက်နိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအရာကိုဟက်ကာဝေးအတွက်တီးတန့်လုပ်ထားတဲ့ company တစ်ခုကငားရန်ထားတာဖြစ်လို့ဘယ်လိုတိုက်ခိုက်မှုကိုမဆိုခံနိုင်ရရှိပါရင်သူတို့ရဲ့တခုတည်းတော့ရွေးရှင်စရာကလူကိုယ်တိုင်းတွားပြီးတော့အမန်တကယ် hard drive တွေကိုယူဖို့ပါကာရိုက Black Widow ကိုတောင်းဆိုပြီးရနောက်ဘာအကူအညီမှရမှာမဟုတ်ဘူးဆိုတော့တီးတော့ဒါဝေဟာသူ့ရဲ့အထက်လူကြီးတွေကိုပြောပြီးအင်ဒိုနီးရှားမှာအသုံးပြုလို့ရတဲ့ဗီဇာနဲ့တစိုက်တွေရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါရင် နောက်ပိုင်းလီယမ်က hosting company ရဲ့ဇင်းအင်မတန်တွေကိုဝင်ရောက်နိုင်ခဲ့ပြီးတော့ကျို့သူအချိန်ငါရန်ခအထွတ်ငွေပေးချေမှုရှုပ်ကိုတတိထားမိသွားခဲ့ပါရင်ဟာကာဟာမလေးရှားကံယူတန်ရဲ့ကြီးလင်းပြတ်သားတဲ့ဓာတ်ပုံတွေကိုဝယ်ယူထားပါရင်တချိန်တည်းမှာပဲတေးအိုဆိုရကတာဝေးကို API ကနိဖာ lower software ကိုဖောက်တွင်းဝင်ရောက်ခဲ့တဲ့ကြောင့်အကြောင်းကြားထားပြီးတော့သူ့ကိုထောင်ထဲပြန်ပို့ရှင်နေတယ်လို့ပြောပါရင်ဒါဝေကတော့နစ်မရှိဘူးဆိုရင်သူတို့အနေနဲ့ဟာကာကိုရှာတွေ့မှာမဟုတ်ဘူးလို့ထောက်ပြရင်စူးစမ်းပေမဲ့အထက်လူကြီးတွေကနားမထောင်ပါဘူး ကြံတဲ့အဖွဲ့ဝင်တွေအင်ဒိုနီးရှားကိုတွားခွင့်ရပြီမဲ့နေကရောအမေရိကန်စီပြန်ပို့ရမှာပါမနေ့မှာတော့ဒါဝေကလီယန်ကိုစာသူနဲ့တတိပေးလိုက်တာကြောင့်သူမနဲ့နစ်ချက်ချင်းကိုခိုးပြီးတော့ထွက်ပြေးသွားခဲ့ကြပါရီကာရိုကိုသူ့ရဲ့အထက်လူကြီးတွေကဖုံးဆက်ပြီးဖြစ်ပျက်တော့ရဲ့အတွက်စူပူချိန်ပါပါရီ သူမကလည်းသူမစီမံရွေးချယ်စရာမရှိတဲ့အကြောင်းရှင်းပြဖို့စူးစမ်းပေမဲ့နစ်ကိုလွဲပြောင်းပေးဖို့အမိန့်ပေးခံရဆဲဖြစ်ပါရင်သူမအခန်းထဲကိုတွားတဲ့အခါမှာသူတို့မရှိတော့ပါဘူးသူတို့နစ်ကအေဂျင့်ရဲ့ခြေအခံ app ကိုပြင်ဆင်ထားတာသိလိုက်ပြီးသူ့ရဲ့လက်ရှိတည်နေရာကိုရဖို့အတွက်အမြန်ဆုံးပြင်လိုက်ကြပါရင်ဒါဝေကနစ်နဲ့တိတ်တဆိတ်တွေ့ပြီးတော့အမေရိကန်တွေဟာသူ့ကြောင့်တရုတ်မှာ black widow ရှိတယ်လို့ထင်နေကြတဲ့အကြောင်းပြောပါရင်ဒါကြောင့်သူကထွက်ပြေးဖို့အတွက်ပြောပြီးတော့နောက်မှပဲအင်ဒိုနီးရှားမှာပြန်တွေ့မယ်လို့ကတိပေးပါရင် ်လီယမ်ကလည်းလိုက်ရှင်ပေးမဲ့အနစ်ကအန်ဒီရဲ့အယံများတယ်လို့ထင်ပါတယ်ဒါကြောင့်သူတို့စကားပြောပြီးနောက်ဆုံးမှာသူမကသူတို့ကိုထားခဲ့ပါတယ်ကာရိုနဲ့တခြားအေဂျင့်တယောက်လက်ကဝတ်ကလိုင်းကိုလိုက်နေတော့လီယမ်ဟာအရှိကိုရောက်နေခဲ့ပြီးလိမ့်စိတ်မှာနစ်နဲ့ဒါဝိကိုစောင့်နေပါတယ်နေပါသူမနဲ့အတော်တော်ကြာစကားပြောပြီးတော့သူမကကြစ်စီတယောက်နဲ့ချစ်သူဖြစ်လို့မရဘူးဆိုတော့ကိုနားလေတော့ပါရီသူတို့စကားပြောနေတော့ကားကလည်းရုတ်တရက်သူရဲ့အနောက်မှာပောက်ဝဲတွားခဲ့ပြီးဒါဝေချက်ချင်းတိတ်သွားခဲ့ပါရီ ကက်ဆာနဲ့သူ့ရဲ့လူရဲ့အနေအထားမှာရှိနေခဲ့ပြီးတော့စတင်ပြစ်ခတ်တာကြောင့်နေဖာဝမ်နဲ့နေတဲ့လီယန်ကိုဖွက်ထားခဲ့ရပါတယ်။အဲ့ဒီအချိန်ကာရိုနဲ့သူ့ရဲ့အေဂျင့်ရောက်လာခဲ့ပြီးပြစ်ခတ်မှုမှပါဝင်ပါတယ်။သူတို့လူမိုက်နေရာကိုတတ်နိုင်ခဲ့ပေမဲ့သူတို့ကလည်းမင်းမြန်ဆန်ပြစ်ခတ်ခံရပါတယ်။နေမနဲ့လီယန်တို့ဒီအာယုံပြောင်းသွားတဲ့အချိန်ကိုအတုံးချပြီးတော့ထွက်ပြေးကြပါတယ်။ တို့ဟာမြေရောက်ယထာဘူတာအထဲမှာပုံပြီးတော့ရန်တွေမမိခင်ယထာဘောကိုအလင်းအမြန်တက်သွားကြပါပြီလီယမ်က "तुम အလက်စားရှိရှင်တယ်"လို့ပြောပြီးတော့နိဗ်က "तुम ကိုခေါ်တော့ဖို့တဘောတူပါရင်မကြခင်လီယမ်ဟာရဆုတ်ကောင်တချို့ကိုပိုက်ဆံပေးပြီးတော့တို့အတွက်မပုံတင်အသူ့ရဲ့လောက်ခိုင်းကနိဗ်ရဲ့ခြေချင်းဖို့ကြိယာကိုဖြုတ်ခဲပါရင်အင်ဒိုနီးရှားအစားတို့ဟာဟာကဘာလို့ရှင်တာလဲဆိုတော့ကိုရှာဖွေဖို့အတွက်မလေးရှားကိုတွားရန်ဆုံးဖြတ်ပါရင်ရဲဝေကနိဗ်ကိုရှာဖို့ရှယာခန် app ကို line နေပြီးမဲ့အဲ့ဒါကိုပင်လယ်ထဲပစ်ချပြီးသားပါ လီယန်နဲ့နေတို့ကကိုပိုင်းလီယင်ပိုင်ရှင်ကိုပိတ်ဆံပေးပြီးတော့မလေးရှားကိုပြန်တန်းနိုင်ခဲ့ပါသည်။သူတို့ဟာကျိုတုကရိုက်ထားတဲ့ညွန်ပြချက်အတိုင်းလိုက်သွားပြီးမဲ့အဲ့ဒီနေရာမှာဆိုရင်ဘာမှမရှိတဲ့နေရာအလွတ်တစ်ခုဖြစ်နေခဲ့ပါသည်။ရုတ်တရက်သူတို့ကြောက်တုံးကြီးးထဲမှာလေကားတချို့ကိုတတိထားမိပြီးအပေါ်မှာအဖုံတစ်ခုကိုတွေ့ဖို့တက်သွားကြပါသည်။သူတို့အထဲကိုကြည့်လိုက်တော့ဒီဒါခန့်ရေကတာကိုလေပတ်စီတဲ့စက်တီအားလုံးကိုတွေ့လိုက်ရပါသည်ရေဆုပ်ဆဲရမော်ရယ်ကဒါအပီဆဲယုံနဲ့တူတာကြောင့်နစ်ကဟက်ကာဟာတန်ဖြူတက်ထုတွင်းတွေကိုဖျက်ဆီးပြီးတော့ တန်ဖြူအစုရှယ်ယာတွေကိုဝယ်ယူပြီးအမြတ်အများကြီးရဖို့အတွက်ရေကာတာကိုဖျက်ဆီးရှင်နေတယ်လို့ကောက်ချက်ချပါရီအရင်ကတိုက်ခိုက်မှုတွေဟာကိုယ့်ကိုယ်ပိုကောင်းလုပ်ဖို့အတွက်လေ့ကျင့်ခန်းနေပဲဖြစ်ပါရီနောက်ပိုင်းသူတို့နေအောင်အင်ဒိုနီးရှားကိုရောက်သွားခဲ့ပြီးသူတို့ရဲ့အခန်းထဲမှာကွန်ပျူတာဝင်နဲ့တပ်ဆင်ဖို့ကြိယာအဆောင်လေးဝယ်လိုက်ကြပါရီ နောက်တော့နိဖာကာပကင်ထိတ်ကကာတစီအပေါ်တက်ပြီးတော့ဘန်ကာတစီကိုအဆောက်အပေါ်ကနေတွန်းချလိုက်တာကြောင့် hosting company ရဲ့အဆောက်အုံအကြီးအကျယ်ပြက်စီးသွားခဲ့ပါတယ်။မကြခင်အဲ့ဒီနေရာမှာရဲဝင်နဲ့အရေးပေါ်ဝန်ဆောင်မှုပြည့်သွားခဲ့ပါတယ်။ရှုပ်ထွေးမှုရဲ့ကြောင့်အာယုံနောက်နေတော့နိဖာတိတ်တဆိတ်ဝင်သွားခဲ့ပြီးသူ့ရဲ့ကွန်ပျူတာကိုဆာဗာနဲ့ချိတ်ဆက်က file တွေနဲ့ code တွေကို download လုပ်ပါတယ်။ဒါဝင်အလုံးကိုအခန်းစီပြန်ယူသွားခဲ့ပြီးသူနဲ့လီယမ်တို့က hacker မှာ RAD ရဲ့တတိယမြောက်ဗားရှင်ရှိပြီးတော့တကယ်ပဲရေကာတာကိုပြစ်မှတ်ထားနေတယ်ဆိုတာအတိပြုဖို့အချက်လက်တွေကိုစစ်ဆေးကြပါရီသူတို့ကသူ့ရဲ့တကယ်အကောင့်အချက်လက်တွေကိုလည်းရသွားခဲ့ပါရီနောက်တနေ့လီယာမှာဘန်ကိုတွားပြီးအဲ့ကျုပ်ကိုသူမမန်နေဂျာနဲ့တွေ့ဆုံဖို့ရှိတဲ့အကြောင်းပြောပေမဲ့သူမရဲ့မတ်စုတွေအပေါ် coffee ပဲလောင်းမိသွားခဲ့ပါရီသူကသူမအတွက်အတိတ်တဆောင် print ထုတ်ပေးဖို့တဘောတူပြီးသူမရဲ့ USB drive ကိုချိတ်ဆက်ပေးလိုက်ပါရီအဲ့ဒါကြောင့် nip ကဘန်စနစ်အထဲကိုဖောက်ထွင်းဝင်ရောက်ပြီးတော့ hacker ရဲ့ပိုက်ဆံအားလုံးကိုသူ့ရဲ့ account ထဲစီလွှဲပြောင်းနိုင်ခဲ့ပါရီ ပြီးတော့သူဟက်ကာကိုဖုန်းတစ်ပတ်တစ်ခုနဲ့တတိပေးစာတစ်ဆောင်ပို့ပါရီနောက်ဆုံးမှာတော့သူတို့ကကက်ဆာစီကနေဖုန်းဝင်လာပြီးမဲ့နေဖာဟက်ကာနဲ့စကားပြောရှင်တယ်လို့တောင်းဆိုပြီးဖုန်းချပါရီဖုန်းထောက်ဝင်လာခဲ့ပြီးဒီတစ်ခါမှဆိုတော့တကယ်ဟက်ကာနဲ့ကက်ဆာရဲ့အထက်လူကြီးဖြစ်တဲ့ဆာဒက်စီကပါနေဖာဆာဒက်နဲ့ပူပေါင်းရှင်အောင်ဆောင်ပြီးတော့သူတို့တွေ့ဖို့တဘောတူလိုက်ကြပါရီအန်ဒီရဲ့များတယ်လို့မျောလင့်ထားတဲ့အတွက်လီယမ်ကအဆိုင်မှာရှိတဲ့ပစ္စည်းအများကြီးယူလာက နေကသူရခန္ဓာကိုယ်အတွက်ယာယီကာကွယ်ပစ္စည်းတွေရှုလုပ်ပါရီးသူကသူ့ကိုယ်သူခုခံကာကွယ်ဖို့ကရိယာတရှုလဲဝက်ထားလိုက်ပါရီးနေဖာစာဒက်ကိုကက်ဆာတယောက်ထဲကိုပဲခေါ်လာဖို့ပြောခဲ့ပြီးမဲ့သူကသူ့ရလူအလုံးနဲ့ရောက်လာခဲ့ပါရီးလီယမ်ကလည်းအဝေးကနေမြင်ပြီးနေကိုတတိပေးလိုက်တာကြောင့်နေဖာစာဒက်ကိုနေရာပြောင်းဖို့ဖုန်းဆက်ပါရီးညနေပိုင်းမှာသူတို့ဒီရခန့်ပွဲကိုသွားကြပြီးမဲ့စာဒက်ကသူ့ရလူကိုထတ်ခေါ်လာပါရီးသူတို့လုံချာမှာပုံပြီးတော့လိုအပ်မယ်ဆိုရင်အကဓမ္မဝီကိုတွန်းထုတ်ပါရီး နေဖာကက်ဆာကိုအနောက်ကနေအံ့အားတင်းအောင်လှုပ်ဖို့ကြိုးစားပေမဲ့ကက်ဆာကလဲလာပြီးသူ့ရဲ့တနတ်နဲ့ချင်းကြပါရီကက်ဆာကသူ့ကိုပုတ်ဖို့လုံလောက်တဲ့အထိနီးကပ်လာတဲ့အခါမှာနေဖာမင်းမြန်လှုပ်ရှားပြီးသူ့ရဲ့ခေါင်းကိုဆွဲယူကဝက်ဦးလဲနဲ့ထိုးပြပါရီပြီးတော့နေဖာကက်ဆာရဲ့တနတ်ကိုယူလျက်စာတက်စီကိုရှီးကတွားခဲ့ပေမဲ့သူမပြစ်ခင်စာတက်ပြဲလူဝင်စတင်ပြစ်ခတ်တော့ပါရီလူအုပ်ကထိတ်လန့်တုံလို့တွားခဲ့ပြီးနေဖာကလည်းပြန်လဲပြစ်ခတ်ပေမဲ့သူကလည်းအနေငယ်ထိတွားခဲ့ပါရီ ဒါပေမဲ့လူမိုက်နေအောင်စလုံးကိုပြန်တက်နိုင်ခဲ့ပါရီစာတက်မှာဓာတ်တည်းရှိပြီးတော့နစ်ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဓာတ်တော်ကသူ့ရဲ့ခေါင်းဆိုးမှာငိတ်သွားခဲ့ပါရီတိုက်ပွဲဖြစ်ပြီးနစ်ကစာတက်ရဲ့လက်ကိုချိုးနိုင်ခဲ့တာကြောင့်စာတက်တည်တဲ့အထိထက်ခါတက်ခါထိုးနိုင်ခဲ့ပါရီအဲ့ဒီနောက်နစ်ဟာလီယံနဲ့ပြန်ဆုံဖို့ပြေးသွားခဲ့ပြီးတော့သူမကသူ့ကိုကားစီပြန်ခေါ်သွားခဲ့ပါရီယာယီကာကွယ်ရေးပစ္စည်းကြောင့်နစ်ပြန်ဒန်ယာဝီဟာအသက်အန္တရာယ်မရှိတော့ဘဲလီယံကသူ့ကိုအမြန်ဆုံးကုတပေးလိုက်ပါရီ နောက်တနေ့မှာသူတို့ဆုံတွဲအင်ဒိုနီးရှားကနေထွက်ခွာပြီးစာတက်ပြပိုက်ဆံတဲ့ဘဝအသစ်တစ်ခုစတင်လိုက်ကြပါလိမ့်